မင်္ဂလာအခုတခါမှမျှဝေပေးနေတာကတော့ဓပုံကနေပြီးတော့ဒီလိုမျိုးပေါ့နော်စကားပြောအောင်ပြုလုပ်ဖန်တီးလို့ရမယ်နီးလေးကိုမျှဝေပေးမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကတော့ဓပုံကိုကျွန်တော်ဗီဒီယိုဖြစ်အောင်ဒီလိုမျိုးစကားပြောအောင်ပေါ့နော်ဓပုံကနေပြီးတော့ကျွန်တော်ဖန်တီးပြုလုပ်ထားတာဖြစ်ပါတယ် ဒီနည်းပညာလေးကိုစတင်ဖို့အတွက်ကျွန်တော်တို့ရဲ့ဖုန်းထဲမှာဒီ ID Studio software လေးထည့်ထားဖို့လိုအပ်ပါတယ်ဒီ software လေးမရှိသေးဘူးဆိုရင်တော့ Play Store မှာသွားပြီးတော့ဒီ ID Studio လို့ရိုက်ပြီးတော့ install လုပ်ပြီးဖုန်းထဲကိုထည့်လိုက်ပါပြီးရင်တော့ဒီ software လေးကိုဖွင့်ပြီးတော့ Gmail ထည့်ပေးလိုက်ပါနော်ဒီအဆင့်နေရာတော့လွယ်ကူတဲ့အတွက်ကျွန်တော်မပြပြီးတော့ဘူးပြီးရင်တော့ကျွန်တော်တို့ကျွန်တော်တို့ရဲ့ဖုန်းထဲမှာကျွန်တော်တို့ပြုလုပ်မဲ့ဓာတ်ပုံတစ်ပုံရှိနေရမှာဖြစ်ပါတယ်တကယ်လို့ မရှိတော့မှဓာတ်ပုံတစ်ပုံပေါ့နော်အစင်းသေးမဖြစ်သေးဘူးဆိုရင်တော့ bin ai မှာသွားပြီးတော့လေကိုလိုချင်တဲ့ဓာတ်ပုံလေးတွေကို bin ai နဲ့ဆွဲခိုင်းလို့ရပါတယ်ကျွန်တော်ကတော့ဒီပုံလေးနဲ့ကျွန်တော်ပြုလုပ်ပြမယ်ပေါ့နော်ဒီပုံကကျွန်တော် bin ai ကိုဆွဲခိုင်းထားတဲ့ဓာတ်ပုံလေးပဲဖြစ်ပါတယ်မရှိတော့မှဓာတ်ပုံလေးအစင်းသေးဖြစ်နေပြီဆိုရင်တော့ DID Studio တဲ့ကိုတစ်ချက်ဝင်လိုက်ပါပြီးရင်တော့ကျွန်တော်တို့ဓာတ်ပုံကို စကားပြောတဲ့ ဗီဒီယိုဖြစ်အောင်ကျွန်တော်ပြုလုပ်ဖို့အတွက်ဒီအောက်နောက်က create ဆိုတဲ့နေရာကိုတစ်ချက်နေပါပြီးရင် create a video ဆိုတဲ့နေရာလေးကိုတစ်ချက်နေပါပြီးရင်ဒီလိုပေါ်လာပြီဆိုလို့ရှိရင်တော့ဒီအောက်နောက် add your speak here ဆိုတဲ့နေရာလေးကိုတစ်ချက်နေပါပြီးတော့ကျွန်တော်တို့ဓာတ်ပုံကိုစကားပြောခိုင်းဖို့အတွက်မိတ်ဆွေတို့က ဘူးတုဒ္ဒရမယ်စာကြောင်းလေးပဲဖြစ်ဖြစ်ပေါ့နော်ဒါမှမဟုတ်ရင်ကြောညာစာတန်းလေးပဲဖြစ်ဖြစ်ပေါ့နော်အစင်သေးပြုလုပ်ထားမှာဖြစ်ပါတယ်ကျွန်တော်ကတော့ဘူးတုဒ္ဒရစီမယ်စာတို့လေးတွေကိုဒီကာလာနှုတ်တယ်မှာတိနေတာဖြစ်တဲ့အတွက်ကာလာနှုတ်တယ်ကိုကျွန်တော်ဝင်လိုက်မယ်အဲပြီးရင်တော့ဒီကာလာနှုတ်တယ်မှာကျွန်တော်ရေးထားတဲ့စာလေးကိုကျွန်တော် copy ယူလိုက်မယ်အဲပြီးရင်တော့ကျွန်တော်တို့ DID software တွေကိုပြန်ဝင်မယ်ပြီးရင်ဒီနေရာမှာလက်လေးနဲ့ကြကြလေးဖိနှိပ်လိုက်ပါပြီးရင် page ကိုနှိပ်လိုက်ပါ ပြီးရင်တော့ဒီနေရာမှာကိုကိုရေးထားတဲ့စာကိုတစ်ချက်စစ်ကြည့်ပေါ့နော် စာမှန်လားမှားလားပေါ့တကယ်လို့မှားနေတယ်ဆိုလို့ရှိရင်သူက ကျွန်တော်တို့ရဲ့စာကိုသူကအတန်နဲ့ပြန်ပြီးပြောတဲ့အခါမှာစာမှားနေတဲ့အတွက် သူပြောတဲ့အတန်ကလည်းလည်းမှားနေမှာဖြစ်ပါတယ်ဒီနေရာမှာစာကိုစစ်ပြီးွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့စာကိုသူက ပြန်ပြီးတော့ဖတ်တဲ့အခါမှာဘယ်နေရာမှာအဲတစ်ချက်နားမလဲပေါ့နော် ပညာဒီအလင်းရောင်တစ်ခုဖြစ်ပြီးပေါ့နော်အဲ့ဒီညမှာတစ်ချက်နားမယ်ဆိုလို့ရှိရင်ဒီအောင်နာကနိုင်လေးကိုတစ်ချက်နှိပ်ပါပြီးရင်ဒီနေရာလေးကိုပဲထပ်ပြီးတော့နှိပ်လိုက်ပါအဲကျွန်တော်တို့ဒီနေရာမှာဒီလိုမျိုးပေါ့နော်နိုင်ပုံလေးပေါ်လာပြီဆိုရင်တော့ရပြီပေါ့နော်ဒီနိုင်ပုံလေးကဘာကြောင့်ဒီနေရာမှာထားလဲဆိုတော့ကျွန်တော်တို့ကဒီလိုမျိုးပေါ့နော်ဒီနေရာမှာ5စက္ကန့်လောက်ပေါ့နော်အဲဒီလိုမျိုးကျွန်တော်တို့မချားထားဘူးဆိုလို့ရှိရင်သူကတစ်ဆက်တည်းသူက ဖတ်သွားမှာဖြစ်ပါတယ်ဒီနေရာမှာဒီလိုနိုင်လေးခြားရမယ်ဆိုလို့ရှိရင်သူကပညာသည်အလင်းရောင်တစ်ခုဖြစ်ပြီးအဲလိုမျိုးပေါ့နော် သူကတစ်ချက်တစ်ချက်နားပြီးမှာဖြစ်ပါတယ်တကယ်လို့ပေါ့နော်ကျွန်တော်တို့ကဒီနေရာမှာဒီ0.5 brain နဲ့ကျွန်တော်တို့ကနိုင်ပုံလေးမထားတာဘူးဆိုလို့ရှိရင်သူကတစ်ဆက်တည်းဖတ်သွားမှာဖြစ်ပါတယ်ဒါကြောင့်မို့ဒီနေရာမှာကျွန်တော်တို့ကခဏလေးပေါ့နော်အဲနားပြီးအောင်လို့နိုင်ပုံလေးနဲ့ကျွန်တော်တို့ဒီနေရာမှာ brain တစ်ခုကျွန်တော်ထည့်ထားတာဖြစ်ပါတယ် အဲပြီးရင်တော့ဘူသူဒ္ဓတွေဘူသူဒ္ဓတွေလမ်းညွတ်တစ်ခုဖြစ်သည်အဲပြီးရင်အဲ့နေရာမှာ ကျတော်ကဒီမှာပရိတ်တစ်ခုထည့်မယ်ဒီဘီနော်ဒီလဲဆိုတဲ့နေရာလေးမှာနိုင်ပုံလေးထည့်လိုက်မယ်မိတ်ဆွေတို့ကမိတ်ဆွေတို့စာဖတ်တဲ့ခါမှာဘယ်နေရာမှာအဖြတ်တောက်လေးလုပ်မလဲပေါ့နော်ဘယ်နေရာမှာနားစီခြင်းလဲပေါ့နော် ဲ့နားစေ့ခြင်းတဲ့နေရာလေးမှာနိုင်ပုံလေးထားလိုက်ပါဒီကောင်လေးကိုနှိပ်ပြီးတော့ဗောနော်ဒီနေရာလေးမှာနိုင်ပုံလေးပေါ်အောင်နှိပ်ပြီးလိုက်မယ်ဆိုရင်ရည်ပြီဗောနော်ဒီလိုမျိုးဗောနော်ဒီအဖြတ်အတောက်လေးတွေမှာကျွန်တော်နိုင်ပုံလေးတွေလိုက်ပြီးထည့်ပြီးပြီဆိုရင်ဒီဘောနာကအမှန်ကြစ်လေးကိုတစ်ချက်နှိပ်မယ်ပြီးရင်ဒီနေရာမှာပြန်ပြီးတော့ဒါလေးနှိပ်ပြီးတော့ကျွန်တော်နားထောင်လို့ရတယ်နော်အဲ့လိုမနားထောင်ခင်မှာကျွန်တော်တို့ကမြန်မာလိုပြောခိုင်းမှဖြစ်တဲ့အတွက်ကျွန်တော်ဒီအောက်နာကဘွိုက်ကိုတစ်ချက်နှိပ်မယ် ပြီးွားရင်ဒီနေရာမှာကျွန်တော်တို့ကအဲမြန်မာကိုရွေးချယ်ပေးရမှာပေါ့နော်ဒီနေရာလေးကိုတစ်ချက်နှိပ်ပါပြီးွားရင်ဒီအောက်မှာ language တွေအများကြီးရှိတယ်နော်ဒီမှာဖိလစ်ပိုင်တို့ဂျပန်စုံပေါ့နော်ဒီအောက်မှာ language တွေအများကြီးရှိတယ်အဲ့တည်းကနေပြီးတော့ကျွန်တော်တို့ကမြန်မာကိုလက်ရှာမှာဖြစ်ပါတယ်မြန်မာကိုတွေ့ပြီဆိုရင်တစ်ချက်နှိပ်လိုက်ပေါ့နော်အဲ့လိုတစ်ချက်နှိပ်လိုက်တာ ਨੇ ဒီမှာအမှန်ကြီးလေးပေါ်လာလိမ့်မယ်ပြီးရင်ဒီကောင်လေးကိုနှိပ်လိုက်မယ် နှိပ်လိုက်ပြီးရင်ဒီမှာယောက်ျားမိန်းမကျွန်တော်ရွေးချယ်လို့ရတယ်ဒီမှာသူကပေးရတာက နီလာရဲ့တီဟာရဲ့နှစ်ယောက်ပေးရတယ်ပေါ့နော်မိန်းကလေးတန်လိုချင်တယ်ဆိုရင် နီလာကိုနှိပ်ပေါ့နော်ယောက်ျားလေးတန်လိုချင်တယ်ဆိုရင်တီဟာကိုနှိပ်ထားပေးလိုက်ပါကျွန်တော်ကနီလာကိုပဲကျွန်တော်ကပြောခိုင်းမှဖြစ်တဲ့အတွက်နီလာကိုပဲနှိပ်ထားလိုက်မယ်ပြီးရင်ဒီနေရာလေးကိုနှိပ်ပြီးတော့နောက်ပြန်ထွက်မယ်ပြီးရင်ကျွန်တော်တို့ဒီနေရာလေးကိုတစ်ချက်နှိပ်လိုက်မယ်လွတ်တဲ့နေရာလေးပေါ့နော် ကျွန်တော်ဒီနေရာမှာပုံထည့်မယ်ပုံထည့်မယ်ဆိုတော့ဒီ create ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်မယ်တစ်ချက်နှိပ်ပြီးရင်ဒီမှာ allow a photo ဆိုတဲ့နေရာကိုနှိပ်မယ်ပြီးရင်အောက်နောက်က select photo ကိုနှိပ်မယ်ပြီးရင်ဒီထဲမှာကိုလုံးမဲ့ပုံပေါ့နော် ကိုပြုလုံးမဲ့ထပ်ပုံကိုလိုက်ရှာပါကျွန်တော်ကဒီထိပ်မှာရှိနေတဲ့တော့ကျွန်တော်လိုက်မရှာတော့ဘူးပေါ့နော်အဲ့ဒီပုံကိုကျွန်တော်တစ်ချက်နှိပ်မယ်ပြီးရင်ဒီလိုလေးအဝိုင်းလေးရင်ခဏဆောက်ပေးမယ် ပြီးရင်ဒီဓာတ်ပုံလေးကျွန်တော်တို့ထည့်လိုက်တဲ့ပုံလေးကဒီလိုလေးပေါ်လာပြီဆိုရင်ရပြီအဲ့ဒီနေရာလေးကိုပဲအမ်ဒီလိုလေးပေါ်လာပြီဆိုရင် ဖုံးရအောင်နာကဘက်ကီးလေးကိုနှိပ်ပြီးတော့နောက်ပြန်ဆုပ်လိုက်မယ်ပြီးရင်ဒီအမှန်ကျစ်လေးကိုတစ်ချက်နှိပ်ပြလိုက်ပါပြီးရင်တော့ကျွန်တော်တို့ဒီအတန်ကိုကျွန်တော်နားထောင်လို့ရတယ်နော်ပြင်းနားထောင်ကျင်တယ်ဆိုရင်ဒီနေရာလေးကိုတစ်ချက်နှိပ်လိုက်ပါဒီနေရာလေးကိုနှိပ်ပြီးတော့နားထောင်ကြည့်နော်အခုချိန်မှာတော့သူကစကားမပြောသေးဘူးနော် ခုကတော့ကျွန်တော်တို့အတန်ပဲနားထောင်လို့ရအောင်မယ်နော်ဒီသူ့ကို စကားပြောတာကတော့နောက်ပိုင်းသူ့ကိုစကားပြောတာကတော့ဒီနောက်ပိုင်း generate လုပ်တဲ့အခါကျမှပဲသူ့ကိုစကားပြောခိုင်းလို့ရမယ်နော်အခုကတော့ကျွန်တော်တို့အတန်ပဲနားထောင်လိုက်အတန်နားထောင်လို့ဒီမှာအဖြတ်တောက်တွေလည်းမှန်သွားပြီဆိုရင်အဖြတ်တောက်တွေလည်းမှန်သွားပြီဆိုရင်ဒီဘောနာကနှိပ်ကိုနှိပ်မယ်ပြီးရင်ဒီမှာဗီဒီယိုရဲ့ title ကိုရေးမယ်တန်တဲ့ရေးမယ်ဆိုရင်ဒီနေရာလေးကိုတစ်ချက်နှိပ်မယ် ပြီးဒီနေရာမှာကိုရေးချင်တဲ့တိုက်တွေကိုထည့်ပေးမယ်။ပြီးရင်စနေကိုနှိပ်လိုက်မယ်။ပြီးရင်တော့ဒီအောက်နာမှာ generate ဆိုတာပေါ်နေမှာဖြစ်ပါတယ်။အဲ့ generate ဆိုတဲ့နေရာလေးကိုနှိပ်ပြီးတော့ဒီ video ကို export ထုတ်လိုက်ပါ။ ကျွန်တော်ကတော့ဒီဒီမှာထည့်ထားတဲ့ဂျီမေးနဲ့ပေါ့နော်ကျွန်တော်အသုံးပြတာများပါတဲ့အတွက်ဒီအောက်မှာအက်ဂိတ်လို့ပေါ်နေတာဖြစ်ပါတယ်မိတ်ဆွေတို့ကအခုမှဂျီမေးအစ်စ်နဲ့ပြုတ်လုထားတာဆိုရင်တော့ဒီအောက်နာမှာဂျန်ဒရိတ်ဆိုတာပေါ်နေမှာဖြစ်ပါတယ်အဲ့ဂျန်ဒရိတ်ကိုနှိပ်ပြီးတော့ဒီဗီဒီယိုကို export လုပ်ပြီးတော့ထုတ်လိုက်ပါ export ထုတ်ပြီးပြီဆိုရင်တော့မိတ်ဆွေတို့ရဲ့ဖုန်းဗီဒီယိုကြည့်တဲ့ဗီဒီယိုဖိုင်ထဲမှာတွားပြီးတော့ကြည့်ရှုနိုင်ပါပြီပါပါနော်ကျွန်တော်တို့ရဲ့ဗီဒီယိုဖိုင်ထဲမှာကျွန်တော်တွားကြည့်မယ်ဆိုရင်ဒါမျိုးလေးပေါ့နော် ဒီလိုပုံစံမျိုးလေးဓာတ်ပုံကနေပြီးတော့ဗီဒီယိုအဖြစ်နဲ့တွေ့ရမှာဖြစ်ပါတယ်တကယ်လို့ဒီနည်းပညာနဲ့ပတ်သက်ပြီးတော့ဗောနောမရှင်းတာများရှိရင်လည်းကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးရဲ့အောက်နာကကွန်မန့်မှာကျွန်တော်ကိုရေးပြီးတော့မေးထားနိုင်ပါတယ်နောက်ရက်ဒီမှာအားရင်အားတလို့ကျွန်တော်ပြန်လည်ပြီးတော့ဖြေကြပေးမှာဖြစ်ပါတယ်ကျွန်တော်ကိုဒီနေ့မှာတော့ဒီလောက်နဲ့ပဲညနာဝင်ပြပါ